2025ခုနှစ်ဇွန်လ9ရက်နေ့ကနေ15ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်။ယခုတစ်ပတ်အတွင်းဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရူဘတ်မှာအနောက်တောင်မုတ်တုံလီဟာအားကောင်းရာမှအားလွန်ကောင်းနေပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းဘက်မှာတော့17ရက်22ရက်23ရက်နေ့တွေမှာလေရုမငြိမ်သက်မှုများဖြစ်ပေါ်နိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်မန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း ပဲခူးတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာအနှံ့ပြားမိုးတစ်ချုံရွာနိုင်ပြီးအချို့ဒေသဘက်မှာတော့နေရာကွက်၍မိုးကြီးနိုင်ပါတယ်။စကိုင်းတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာတော့နေရာစိတ်စိတ်မိုးတစ်ချုံရွာနိုင်ပါတယ်။မိုးလေဝသဖြစ်စဉ်များအနေနဲ့ဇွန်လ13ရက်14ရက်15ရက်နေ့တွေမှာမုတ်တုံလီအားကောင်းနိုင်တာကြောင့် AR တိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ မိုးတဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းလျက်စီးလက်ခြင်းမိုးကြိုးပစ်ခြင်းနေရာကွက်၍မိုးကြီးခြင်းလျက်ရပြက်ရေကြီးခြင်းကမ်းမပြူခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအနေအများဖြစ်ပေါ်နိုင်တာကြောင့်ပူမိုဂယူစိုက်ကြရန်လိုအပ်ပါတယ်။လာမယ့်16ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့အလဲပိုင်းဒေသဘက်မှာမုတ်တုံဆဲများကြောင့်လေပြင်းနဲ့ရေဝန်တစ်ခုဖြစ်ပေါ်လာနိုင်ပြီးဆက်လက်အားကောင်းနိုင်ခြင်းမရှိကြောင်းခန့်မှန်းထားပါတယ်။ နေ့လိုက်တပတ်စာမိုးလေဝသအခြေအနေများကိုဆက်လက်တင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာတိမ်အထင်တက်မှတိမ်ထူတက်နိုင်ပြီးမုတ်တုံလေးဟာအားအထင်တက်မှအားကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကန်ယူရန်မြဝကျွန်းပေါ်ဒေသများနဲ့မုတ်တမခွေးတို့ဘက်မှအနောက်အနောက်တောင်ဘက်ကနေလေဟာတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ တနင်္သာရီကိုင်းရမ်းပတ်မှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကို25မိုင်မှ မိုင်30ခန့်တခါတရံ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင်မှလှိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာအနှံ့ပြားမိုးတချုံရွာနိုင်ပြီးအချို့ဒေသတွေဘက်မှာတော့နေရာကွက်၍မိုးကြီးနိုင်ပါတယ်။ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပါတယ်။မကွေးတိုင်းနဲ့ကရင်နီပြည်နယ်တို့ဘက်မှာတော့နေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ဇွန်လ10ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်ချင်းနီမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ဘက်မှာတိမ်အထင်းထင်းမှတိမ်ထူတတ်နိုင်ပြီးမုတ်တုံလေးဟာအားအထင်းထင်းမှအားကောင်းနိုင်ပါတယ်။ ပြလဲပြင်းအချိန်ဒီမှာတော့ရခိုင်ကမ်းရိုးတန်းမြဝကျွန်းပေါ်ဒေသများနဲ့မုတ်တမခွေရူဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကို9မိုင်ကနေ10မိုင်ခန့်တက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှလှိုင်းအထင်တင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းဘက်မှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကို25မိုင်မှမိုင်30ခန့်တခါတရံ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအထင်တင်မှလှိုင်းကြီးနိုင်ပါတယ်။ မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာအနှံ့ပြားမိုးတချုံရွာနိုင်ပြီးအချို့ဒေသတွေဘက်မှာတော့နေရာကွက်၍မိုးကြီးနိုင်ပါတယ်။ကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်နီပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပါတယ်။မကွေးတိုင်းဘက်မှာတော့နေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။ ဇွန်လ17ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာတိမ်အထင်တက်မှတိမ်ထူတက်နိုင်ပြီးမုတ်တုံလေးဟာအားအထင်တက်မှအားကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကန်ယူရန်မြို့ဝကျွန်းပေါ်ဒေသများနဲ့မုတ်တမခွေးရုပတ်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ တနင်္သာရီကမ်းရိုးတန်းဘက်မှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကို25မိုင်မှမိုင်30ခန့်တခါတရံ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင့်မှလှိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်းပြည်နယ်ချင်းပြည်နယ်နဲ့ကရင်နီပြည်နယ်တို့ဘက်မှာနေရာအနှံ့ပြားမိုးတိုက်ချုံရွာနိုင်ပြီးအချို့ဒေသဘက်မှာတော့နေရာကွက်၍မိုးကြီးနိုင်ပါတယ်။ စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်ဝတ်တချုံရွာနိုင်ပါတယ်ဇွန်လ၁၂ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်လိုဘက်မှာတိမ်အထင်းတင်းမှတိမ်ထူတက်နိုင်ပြီးမုတ်တုံလေးဟာအားအထင်းတင်းမှအားကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကန်ယူရန်မြဝကျွန်းပေါ်ဒေသများနဲ့ မုတ်တမခွေးတို့ဘက်မှလေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှလှိုင်းအတင်တင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းဘက်မှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကို25မိုင်ကနေမိုင်30ခန့်တခါတရံ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအတင်တင်မှလှိုင်းကြီးနိုင်ပါတယ်။ မိုးအခြေအနေမှာတော့နေပြည်တော်မန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးအချို့ဒေသတွေဘက်မှာတော့နေရာကွက်၍မိုးကြီးနိုင်ပါတယ်။စကိုင်းတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာတော့နေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။ ဇွန်လ13ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာတိမ်တင်းတင်းမှတိမ်ထူတက်နိုင်ပြီးမုတ်တုံလေးဟာအားကောင်းရာမှအားအလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယူရန်တစ်ချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြာရောက်စဉ်ရေပြင်းမြေပြင်းလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30မှ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးအခြေအနေမှာတော့နေပြည်တော်မန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာအနှံ့ပြားမိုးတချုံရွာနိုင်ပြီးအေရဝတီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ စကိုင်းတိုင်းအောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့ဘက်မှာနေရာစိတ်စိတ်မိုးတိတ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းဘက်မှာတော့နေရာကွက်ကြားမိုးတိတ်ချုံရွာနိုင်ပါတယ်။ဇွန်လ14ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ဘက်မှာတိမ်တင်းတင်းမှတိမ်ထူတက်နိုင်ပြီးမုတ်တုံလေဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယူရန်တလျှောက်နဲ့ကန်လွန်ပင်လယ်ပြင်တို့ဘက်မှာတခါတရံမိုးတက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြာရောက်စဉ်ရေပြင်းမြေပြင်းလေဟာ အနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30မှ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးချီနေမှာတော့နေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာအနှံ့ပြားမိုးတစ်ချုံရွာနိုင်ပြီးရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ စကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့ဘက်မှနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပါတယ်။ဇွန်လ15ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ဘက်မှတိမ်အထင်တက်မှတိမ်ထူတက်နိုင်ပြီးမုတ်တုံလေးဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့ဘက်မှတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။ မိုးတက်လေပြင်းကြရောက်စဉ်ရေပြင်းမြေပြင်းလေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကိုမိုင်30မှ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာအနှံ့ပြားမိုးတိုက်ချုံရွာနိုင်ပြီး ဧရာဝတီတိုင်းရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာကွက်၍မိုးကြီးနိုင်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်းကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့ဘက်မှာတော့နေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။မန္တလေးတိုင်းဘက်မှာတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်ခင်ဗျာ။